ကရိယာဒဇာပလာအပြည့်နဲ့တခေါင်နှစ်ခုတခိုးနှစ်ကောင်ဟာအခန်းတစ်ခုထဲဝင်သွားတဲ့အခါမှာသူတို့ရှာနေတဲ့မိခံတက်တာကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်သူတို့မှရှိသမျှတော့အတုတွေနဲ့တခုပြီးတခုထုတ်ကဖွင့်ဖို့စူးစမ်းပေမဲ့မိခံတက်တာကြီးကပွင့်မလာပါဘူး။ဒါနဲ့အထဲကိုဓာတုဆေးရည်တွေလောင်းထည့်လိုက်တဲ့အခါမှာတော့ဘာမှထူးမလာပြန်ပါဘူး။ဒါကြောင့်နောက်ဆုံးမှဒိုင်းနမိုက်တက်ကပေါက်ခွဲပစ်လိုက်ပါတော့တယ်။တခိုးတစုကမိခံတက်တာကြီးတခုကိုမလာကြပြီးဓာကြီးကိုဖွင့်ကြဖို့အကြံထုတ်ပါတယ်။တယောက်ကဆဲပေါင်းတူနဲ့ထူခွဲဖို့လုပ်ပေမဲ့ ဆရာဖြစ်သူကလှမ်းတားလိုက်တာကြောင့်တူကိုပြစ်ချလိုက်ပါတယ်။အဲ့ဒီမှာတခြားတစ်ယောက်ကဆရာကျွန်တော်လူတစ်ယောက်ကိုတိတယ်လို့ပြောလိုက်ပါတယ်။မကြခင်မှာအဲ့ဒီတိတဲ့လူကဆိုင်ကယ်ကြီးနဲ့ရောက်ချလာပြီးဟန်ပန်အပြည့်နဲ့ဆေးလိပ်မီးညှိပါတယ်။သူ့နာမည်ကနန်တူဖြစ်ပြီးနကြက်ကြီးထုတ်ကလူနာစမ်းသလိုမီးခံတက်တာရဲ့နှလုံးခုန်တံကိုစမ်းကြည့်နေပါတယ်။နောက်တော့ဖုန်းစကရင်ကိုကြည့်လိုက်ပြီးသွားကြီးဖျဲလျက်သားနဲ့တက်တာဖွင့်ဖို့လက်ခ90 90ကြမယ်ဆိုပြီးပြောလိုက်တာပါ။ဆရာဆိုတဲ့လူကမယိုးမသားအကြံစီနဲ့လက်ခံလိုက်ပြီး တစ်တာကိုဖွင့်ခိုင်းပါတယ်။ဒီလိုကိစ္စတွေမှာဆရာအရင်ကြားတဲ့နန်ဒူဟာမိခင်တစ်တာကိုငပြောသည်အခွန်ခွာတယ်လို့ပဲဖွင့်ပြလိုက်ပြီးတော့အထဲမှာတော့ငွေနဲ့လက်ဝတ်လက်စားတွေအပြည့်တွေ့လိုက်ရပါတယ်။ဒါကိုမြင်တော့တကိုးဆရာကြီးလည်းအယူတယောက်လိုပဲခုံပေါက်ပျော်ရွှင်နေပါတော့တယ်။နောက်တော့နန်ဒူကသဘောတူညီချက်အတိုင်းသူ့ကိုတဝက်ပေးဖို့တောင်းဆိုတဲ့အခါမှာတကိုးအဖွဲ့ကမပေးနိုင်ဘူးဆိုပြီးလှုပ်ပါတယ်။နန်ဒူကတော့တဝက်မပေးရင်အကုန်လုံးကိုသိမ်းရမယ်ဆိုပြီးတကိုးအဖွဲ့ကိုအိန္ဒိယမင်းသားအကွက်တွေနဲ့တီးပါတော့တယ်။ နောက်ဆုံးကြံနေတဲ့ဆရာကြီးကိုတော့ရွှေဆွဲကြိုးကြီးနဲ့အခွက်ဖြတ်ရိုက်လိုက်ပြီးထွက်သွားခဲ့ပါတော့တယ်။နောက်နေ့မနက်မှာနန်သူတယောက်အိမ်မက်နေကြမိန်းကလေးအကြောင်းအိမ်မက်ထပ်မက်ပြီးတော့လန်နိုးလာခဲ့ပါတယ်။တငယ်ချင်းဖြစ်တဲ့မူတူးကတော့သူ့ကိုလာဖက်နန်းနေလို့ဆိုပြီးမကြေမနက်ပြောဆိုနေပါတယ်။နန်သူကအိမ်မက်ထဲကသူ့မိန်းကလေးကိုတနေ့ကျရင်အပြင်မှာဆုံတွေ့ရလိမ့်မယ်ဆိုပြီးမျှော်လင့်နေတာပါ။အဲဒီချိန်မှာဂင်ဂျာကဘေးရင်ကြော်ညာစာရွက်တွေကိုဖတ်ပြလိုက်ပြီးအဲ့ဒီမှာဘေးရင်သွားမေးဖို့အကြံပေးလိုက်ပါတယ်။ ဒီလိုနဲ့သူတို့လည်းဘေးဒင်ဆရာကြီးလင်းတို့မာယာစီရောက်လာခဲ့ကြပြီးဘေးဒင်မမေးခင်မှာဘေးဒင်ပူဇာတိတီဆိုကနဂါအကနဲ့ဓာရဝပြုတ်ကြရပါတယ်။အဲ့ဒီနောက်တော့ပထမဆုံးတစ်ယောက်ကသူ့မိမပျောက်သွားတဲ့အကြောင်းနဲ့သူကအစပိုင်းကရဲကိုသွားတိုင်ဖို့စဉ်းစားမိပေမဲ့ဆိုင်ကယ်ပျောက်တိုင်တုန်းကရဲတွေကရက်20လောက်စီးပြီးမှလာပြန်ပေးတာကြောင့်လင်းတို့မာယာကြီးစီကိုပဲလာမေးရတာပါဆိုပြီးပြောပါတယ်။လင်းတို့မာယာကြီးကအုံးကောင်းကင်ကြီးကကြားရလားတကားများဖွင့်ကထားကောကကြက်ပွေလို့ လောကတဲ့အခြေမပြတ်စေဖို့ဟောဒီကငါသားကြီးအတွက်အမားလဲပျောက်စေမရလဲရောက်သေးသည်ဆိုပြီးဂါရာမတ်မုတ်ပေးကညံပူဇော်ခဂရူပီတောင်တောင်းလိုက်ပါတယ်အဲ့ဒီနောက်နန်ဒူအလှည့်ရောက်လာခဲ့ပြီးသူ့အိမ်မက်ထဲမှာမိမလာလေးတယောက်ပုံမှန်ရောက်လာပြီးတော့အာဘွားတွေပေးပေးပြီးပြန်သွားတတ်တဲ့အကြောင်းပြောပြလိုက်သလိုအဲ့ဒီမိန်းကလေးနဲ့အပြင်မှာဆုံတွေ့ချင်းကြောင်းပြောပါတယ်လင်းတို့မာယာကမျက်လုံးမှိတ်ကအာယုံယူလိုက်ပြီးဟယ်လိုဟယ်လိုကြာလားကြောင်လားကောင်းကင်လားကင်းကောင်လား ကျောင်းကင်လားကျင်းကောင်လားကျင်းကောင်လားဆိုပြီးဂါထာမန်းမှုတ်ပြန်ပါတယ်။အဲ့ဒီနောက်တော့ကတ်ကင်ကိုကင်းကိုက်လို့ကတ်ကြီးနဲ့ညှက်ပြီးကနန်း၆កောင်ဝိုင်းတဲ့အချိန်ကိုကြော်လွန်ခဲ့ပြီးမို့မကြခင်မှာနန်ဒူနဲ့အိမ်မက်နဲ့သမီးလေးတို့ဆုံတွေ့ရတော့မယ်ဆိုပြီးဟောလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲအလုတ်ကိစ္စဖုံးဝင်လာတာကြောင့်နန်ဒူလည်းဆိုင်ကယ်ကြီးနဲ့ထွက်သွားခဲ့ပါတော့တယ်။ဟိုကိုရောက်တော့ကလေးတယောက်ကိုထိတ်ပုတ်ပြီးတော်ဝိဇာနန်ဒူလာပြီဆိုပြီးပြောလိုက်ပါတယ်။ခဏနေတော့កောင်မလေးတယောက်ဆင်းလာခဲ့ပြီးတေချာကြည့်လိုက်တော့နန်ဒူအိမ်မက်နဲ့သမီးလေးပဲဖြစ်နေပါတော့တယ်။ ကောင်မလေးကသူ့ရှေ့ရောက်တာနဲ့ဘာလို့နောက်ကျနေတာလဲအလုပ်ကိုမလေးစားဘူးလားဘာညာနဲ့ပူညာပူညာလောက်ပါတော့တယ်အဲ့ဒီနောက်ကောင်မလေးရဲ့ခန်းထဲကလောကျနေတဲ့တက်တာကိုရုပ်ရှင်တွေထဲကလိုအလွဲတကူပဲဖြန့်ပေးလိုက်ပါတယ်ကောင်မလေးကဘယ်လောက်ကျလဲဆိုတော့ငွေသားနဲ့ဆို2သိန်း BDM ပေးနဲ့ဆို2000ပဲဆိုပြီးပြောလိုက်ပါတယ်အကြောင်းကတော့ BDM ပေးနဲ့ဆိုရင်ကောင်မလေးရဲ့ဖုန်းနံပါတ်ကိုသိရမှာကြောင့်ပဲဖြစ်ပါတယ်သူအောက်ပြန်ဆင်းလာတော့ကောင်မလေးရဲ့အဖေလို့ယူဆရတဲ့သူကရဲတယောက်ဖြစ်နေတာကိုသိလိုက်ရပါတယ် ဒီလိုနဲ့တိတ်မကြခင်မှာအဲ့ဒီဓာတ်ပုံထဲကရဲဆိုသူနဲ့ဇရားလေးတပွေတို့အိမ်ကိုပြန်လာကြပါတယ်။အိမ်ထဲရောက်တော့ခုနကမိကန်တက်တာကြီးကိုဖွင့်ကြည့်လိုက်တဲ့အခါအแทးမှာပြောင်တလင်းခါနေတာကိုမြင်လိုက်ရပါတော့တယ်။တကယ်တော့ခုနကကောင်မလေးဟာလဲတကိုးမလေးပဲဖြစ်နေခဲ့တာပါ။အိမ်ရှင်လိုလိုဘာလိုလိုနဲ့နန်တုကိုတော့ဖြတ်ခိုင်းပြီးငွေတွေအားလုံးကိုမသွားခဲ့တာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့နန်တုနဲ့လင်းတို့မာယာကြီးတို့ပျော်ရွှင်စွာဒွန့်နေကြပြီးတော့သူအိမ်မက်နတ်သမီးလေးနဲ့တကယ်ဆုံတွေ့ခဲ့ရတာကြောင့် နန်ဒူကလင်းနုံကြီးကိုဂျော်နီဝါကဆက်တာနေတာပဲဖြစ်ပါတယ်။နန်ဒူကအဲ့ဒီကောင်မလေးကရဲတယောက်ရဲ့သမီးဖြစ်နေကြောင်းပြောပြတော့လင်းနုံကဘာမှစိတ်မပူဖို့နဲ့သူ့အနေနဲ့ရဒရာကုံထောက်သုံးပြီးစီရင်ပေးမယ်ကြောင်းပြောလိုက်ပါတော့တယ်။တစ်ဖက်မှာကျွေးရှင်လေးယောက်ဟာ JP ရဲ့အိမ်ကိုရောက်လာခဲ့ကြပြီး JP ကသူ့တို့ကိုမြင်တာနဲ့ဖျားစာတွေရွတ်ကဝေးပြူဟန်ဆောင်နေပါတယ်။ဟိုလူတွေကလည်းဒီကောင်တော့လှုပ်ပြန်ပြီးဆိုပြီးစိတ်ပြက်ပြက်နဲ့ထိုင်ဆောင်နေရပါတော့တယ်။ GP ရဲ့သားအကြီးကောင်ကတရိတ်ဆန်ချစ်တတ်သူဖြစ်ပြီး ငါးတွေနဲ့ချောချောချူချူစကားပြောနေပါလေ။ဒါပေမဲ့သူကလူတွေနဲ့ဆိုရင်တော့စကားထစ်ပါတယ်။ကျွေးရှင်တွေဟာ GB ဖျားဝဲပြူတာကိုစောင့်နေရင်အိပ်ပျော်သွားခဲ့ပြီးရုတ်တရက်အော်ဒန်တစ်ခုကြောင့်နိုးလာပါတယ်။ကြည်လိုက်တော့ Michael Jackson ယူနေတဲ့ GB တာအငဲကောင် PG ဖြစ်နေပါတယ်။စကီလေးတွေနဲ့ခုံဆွားခုံဆွားကနေတာဖြစ်ပြီးကျွေးရှင်တွေကိုတွေးလိုက်တော့ဝမ်းသာအားရဖြစ်သွားပါတယ်။ပြီးတော့အဖိုးကြီးတွေအနာကိုကတ်သွားလိုက်ပြီးအခုလိုအချိန်မှာတွေ့ရတာဝမ်းသာတဲ့အတွက်ရူပီ30သိန်းထပ်ချီးဖို့ပြောပါတယ်။ အဖိုးကြီးတွေကမပေးနိုင်တော့ကြောင်းညင်းတဲ့အခါမှာဒါဆိုရင်တခြားတယောက်စီမှာလှမ်းချိလိုက်မယ်ဆိုပြီးလှုပ်ပါတော့တယ်အဖိုးကြီးတွေလည်းအခုတောင်၄ယောက်ဖြစ်နေပြီကျွေးရှင်၅ယောက်ဖြစ်သွားရင်မလွယ်ဘူးဆိုပြီးဆယ်သိန်းထုတ်ချိလိုက်ရပါတော့တယ်စာချုပ်မှာလက်မှတ်ထိုးခိုင်းတဲ့အခါလက်မှတ်ကအဖေထိုးပေးလိုက်မယ်ဆိုပြီးထွက်သွားပါတယ်ဒီဘက်ပြန်လှည့်တော့လက်မှတ်ထိုးပေးမဲ့ JP ရောက်နေပါပြီပြီးတော့လက်မှတ်ထိုးရမယ့်အတူတူနောက်ထပ်ဆယ်သိန်းမှထက်ချိပါဆိုတာကြောင့်သူတို့လည်းထုတ်ပေးလိုက်ရပြန်ပါတော့တယ်တကောမလေးမိနာတယောက်လက်ဝဲရတနာဆိုင်ထဲကိုရှောက်ဝင်သွားနေတော့ နန်ဒူကလည်းလှမ်းမြင်လိုက်ပြီးအဲ့ဒါသူ့ရဲ့အိမ်မက်နဲ့သမီးလေးဖြစ်ကြောင်းပြောပြနေပါဗျ။မီနာကဆိုင်ထဲရောက်တော့တံပိုးကြီးလေဆွဲတစ်ခုကိုငွေသားနဲ့ထုတ်ချင်းပြီးဝယ်ယူလိုက်ပါဗျ။ဂင်ဂျာကဒါကိုမြင်တော့ငွေရွှေနဲ့ဒီကောင်မလေးရဲ့နှလုံးသားကိုတော့ဝိဇ္ဇာပညာနဲ့ပွင့်တင်ကြောင်းနန်ဒူကိုပြောပါတယ်။မီနာဆိုင်ပြန်ထွက်လာတော့နန်ဒူကဝင်ရောဖို့လှုပ်ပေမဲ့ဟိုကအဖတ်တောင် လုံးမနေခဲ့တာပါ။အိမ်ပြန်ရောက်တော့မီနာကလေဆွဲကိုဟောင်းနှမ်းသွားအောင်လှုပ်လိုက်သလိုသူ့ကိုယ်သူလည်းအဖွားအိုတယောက်လိုပြင်ဆင်လိုက်ပါတယ်။ အဲ့ဒီနောက်မနက်ကယတနာဆိုင်ကိုပြန်သွားခဲ့ပြီးတော့ဒီလေဆွဲလေးကိုပုံစံတူလေဆွဲအစ်စ်နဲ့လဲချင်ကြောင်းပြောပါတယ်။ဆိုင်ရှင်ကပုံစံတူလေဆွဲရှိပေမဲ့စိတ်မကောင်းစွာနဲ့ကောင်မလေးတစ်ယောက်ကဝယ်သွားပြီလို့ပြောပါတယ်။သူမလည်းအယမ်းကိုအရေးကြီးတာကြောင့်လေဆွဲကိုရအောင်လုပေးဖို့နဲ့ရခဲ့မယ်ဆိုရင်ဈေးသုံးဆပေးမယ်အကြောင်းပြောပြီးပြန်လာခဲ့ပါတယ်။ဆိုင်ရှင်ကလည်းတွင်တွေ့ပြီးထင်ပြီးမီနာစီကိုဖုန်းဆက်ကအကြောင်းအမျိုးမျိုးပြပြီးတော့လေဆွဲကိုပြန်လာရောင်းပေးဖို့တောင်းပန်ပါတယ်။မီနာကလုံးဝပြန်မရောင်းချင်တယ်လို့မျိုးဟန်ဆောင်ပြတဲ့အခါ ဆိုင်ရှင်ကဈေးနှဆပေးပြီးပြန်ဝင်မဲ့အကြောင်းပြောလိုက်ပါတယ်။အဲ့ဒီနောက်သူမလည်းစိတ်မပတဘာပုံစံနဲ့လေဆွဲကိုသိန်း20နဲ့ပြန်ရောင်းပေးခဲ့ပြီးငွေထုတ်ယူကထွက်သွားခဲ့ပါတယ်။ဆိုင်ရှင်ကလည်းအဆင်ပြေပြီးဆိုပြီးဈေးသုံးဆနဲ့ဝယ်မဲ့ဖွားကြီးစီဖုံးဆက်တဲ့အခါမှာတော့မီနာကအဲ့ဒီစင်းကတ်ကိုဖြုတ်လိုက်ပြီးပဲဖြစ်ပါတော့တယ်။ဒါပေမဲ့မီနာဟာသူလူလေကြပြီးရှာထားသမျှတွေကိုလူတယောက်စီမှာအကျွေးတွေဆက်နေတာကိုမြင်ကြရပါတယ်။မီနာအိမ်ပြန်ရောက်လာတော့မိခင်ဖြစ်သူကသမင်းစပွဲမှာစောင့်ရင်အိပ်ပျော်နေတာပါ။ မီနာကနှိုးလိုက်တော့မိခင်ကသူမကိုထမင်းကူပေးရင်ရုံးပြန်နောက်ကျလို့စိုးရိမ်စိတ်နဲ့စူပူပါတယ်မီနာကတော့အိမ်ပြန်ကားဒီမှမြမပြေကကလိုင်းရန်ကပြဿနာရှာနေတာကြောင့်နောက်ကျသွားရတဲ့အကြောင်းဒါပေမဲ့သူမကိုမိန်ကလေးဆိုပြီးစိတ်ပူစရာမလိုတဲ့အကြောင်းတွေပြောကမိခင်ကိုနှစ်သိမ့်ပါတယ်မိခင်ဖြစ်သူကလည်းဒီခင်မှာမိန်ကလေးတွေလည်းမလွယ်တော့တဲ့အကြောင်းနဲ့နေ့လယ်ကတော့ TV သတင်းမှာကောင်မလေးတယောက်ခိုးမှုကျူးလွန်နေတာတွေ့ကြောင်းပြောလိုက်တော့မီနာထမင်းသီးပါတော့တယ်နောက်တနေ့နန်ဒူကော်ဖီဆိုင်ထိုင်နေတော့ ရှေ့နာကခုံမှာမီနာထိုင်နေတာကိုတွေ့လိုက်ရပါတယ်။မီနာကလည်းသူ့ကိုမြင်ပြီးဦးကြောင်ကြောင်ကောင်းနဲ့တွေ့ပြန်ပြီးဆိုကစိတ်ညစ်သွားပါတယ်။နန်ဒူကဆိုက်ကိုက်အပြည့်နဲ့အနားကိုရောက်လာတော့ရှင်ကမြန်မာကားတဲကလို့တငယ်ချင်းဖြစ်ခွင့်တောင်းမယ်။ပြီးရင်ဟိုဟိုဒီဒီရှောက်လေ။နောက်တော့တဆင့်တက်ပြီးဖွင့်ပြော။ "Okay သွားပြီဆိုရင်တော့မှတ်ပုံတင်ယူလာခိုင်းမယ်မဟုတ်လား"ဆိုပြီးပိတ်မီးကထထွက်သွားပါတော့တယ်။ညာဘက်မှာတော့နန်ဒူနဲ့ဂင်ဂျာတို့အိမ်တလုံးစီရောက်လာကြပါတယ်။ဂင်ဂျာကအိမ်ထဲမှာရွေးကောက်ပွဲရံမုံငွေတွေရှိနေတာကိုသတင်းအတိအကျရထားပါတယ်။ နန်တူလည်းအိမ်ထဲခိုးဝင်ပြီးအိတ်ခမ်းထဲချောင်းကြည့်လိုက်တော့လူတယောက်အိတ်ပျော်နေပါတယ်။အသာလေးလစ်ထွက်လာခဲ့ပြီးနောက်တစ်ခမ်းထဲဝင်ရှာတော့ငွေထုပ်ကြီးကိုတွေ့ရပါတော့တယ်။တစ်ချိန်တည်းမှာပဲနောက်ထပ်ပခိုးတစ်ကောင်ကလည်းတစ်ဖက်ကနေတက်လာနေပါတယ်။နန်တူကအတံပလန်ကြားတာကြောင့်အိမ်သာခမ်းထဲဝင်ပုန်းနေလိုက်ပါတယ်။ပခိုးလည်းအခမ်းထဲဝင်လာပြီးငွေထုပ်ကိုကြည့်နေတုန်းမှတခြားခြေတန်ကြားတာကြောင့်အိမ်သာထဲကိုဝင်လာခဲ့ပြန်ပါတယ်။နန်တူလည်းအနောက်ကနေဖမ်းချုပ်လိုက်ပြီးတော့ငါအလုပ်ကိုဝင်ရှုပ်တဲ့ကောင်းဆိုပြီးမျက်နှာကိုလှန်ကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့အိမ်မက်နဲ့သမီးလေးဖြစ်နေပါတော့တယ်။မီနာကနန်ဒူကိုရိုးရိုးတော့ပြင်ဆရာပဲလို့ထင်ထားတယ်လို့နန်ဒူကလည်းသူမကိုရဲရာရှိရဲ့သမီးလို့ထင်ထားတာပါ။အခုတော့တကောင်နှကိုးဆိုတယ်လို့နှကောင်လုံးတကိုးတွေဖြစ်နေတာကြောင့်ပါတနာဖွဲ့လိုက်ကြပြီးငွေထုတ်ကိုမှပြီးထွက်သွားကြပါတယ်။ဒါပေမဲ့အဆောင်တွေကတွေ့သွားတာကြောင့် fighting play ပြီးလွတ်မြောက်ဖို့ကြိုးစားနေရပါတယ်။မီနာကလည်းမခေပါဘူး။အကွက်ဆုံးတုံးပြီးအဆောင်တွေကိုစော်ပစ်နေပါတယ်။ဒါပေမဲ့မကြခင်မှာရဲကားရောက်လာတာကြောင့်တယောက်တလန်းစီပြေးကြရပါတော့တယ်။ မိနာကတော့ PJ ရဲ့အိမ်ထဲမှာဝင်ပုန်းနေရင်းနဲ့တာအဖ၃ယောက်တိုင်ပင်နေတာကိုကြားသွားခဲ့ပါတယ်။ PJ တို့စီမှာနှစ်20လောက်အထိဖွင့်လို့မရနိုင်သေးတဲ့မိခံတစ်တာတလုံးရှိနေတာပါ။သူတို့ပြောပုံအရအဲ့ဒီတစ်တာထဲမှာတံဖိုးကြီးပစ္စည်းတွေရှိနေကြောင်းကိုမိနာသိလိုက်ရပါတယ်။တစ်ဖက်မှာတော့နန်ဒူကအချိန်မတော်ကြီးလင်းတို့မာယာစီရောက်လာခဲ့ပြီးသူ့ရဲ့အိမ်မက်နဲ့သမီးလေးဟာအခုတော့တခိုးမကြီးပြစ်နေကြောင်းလာပြောပါတယ်။လင်းတို့မာယာကသွားတိုက်ဆေးဟာညှစ်ပြီးရင်ပြန်ဝင်မရသလို့ နှလုံးသားကလည်းချစ်ပြီးရင်ပြင်ဆင်မရတော့ကြောင်းပြောကရဲရဲကြီးသာဆက်ချစ်လိုက်ဖို့ပြောလိုက်ပါတယ်။တစ်ဖက်မှာ PJ အိမ်ကိုမီနာကနောက်တစ်ခေါက်ပြန်ရောက်လာခဲ့ပြီးသူမဟာ BDM လို့အမည်ရတဲ့အတိုင်ပင်ခံဝန်ဆောင်မှုကုမ္ပဏီကလာခဲ့တာဖြစ်ကြောင်းပြောပါတယ်။မီနာရဲ့အလှမှာမှုန်ထူနေကြတဲ့တာအဖအုံးယောက်ကတော့ဘာမှစဉ်းစားမနေတော့ပဲမီနာကိုအတွင်းရေးမှုအဖြစ်လစာရူဘီတသိန်းနဲ့ချက်ချင်းအလုတ်ခန့်လိုက်ပါတော့တယ်။နောက်နေ့မနက်မှာတော့ PJ အိမ်ကိုစားတစောင်ရောက်လာခဲ့ပြီးဖွင့်ဖက်ကြည့်လိုက်တော့ ကျွေးရှင်တွေကရက်ပိုင်းအတွင်းအကျွေးမဆက်ရင်အိမ်ကိုသိမ့်မဲ့အကြောင်းပြောထားတာပါမိနာကဆရာတို့ကဒီလောက်ချမ်းသာပြီးဘာလို့အကျွေးတွေတင်နေရတာလဲဆိုပြီးမေးလိုက်ပါတယ်ပီဂျီကလည်းအပေါ်ထက်ကမိကန်တက်တာကြီးကိုပြလိုက်ပြီးသူ့အဖေမသေးခင်မှာစိန်ရွှေယတနာတွေအမွေပေးခဲ့ပြီမဲ့မိကန်တက်တာတော့ကိုတော့ပေးဖို့မေ့သွားကြောင်းပြောပြပါတယ်မိနာကလည်းသူမအရန်ကျွမ်းကျင်တဲ့တော့ဝိဇ္ဇာနဲ့တိတယ်ဆိုပြီးပြောကနန်တူကိုခေါ်လိုက်ပါတော့တယ်နန်တူရောက်လာတော့မိနာကပီဂျီနဲ့မိတ်ဆက်ပေးခဲ့ပြီး ပီဂျေကတော့အစပိုင်းမှာနန်တုကိုတန်တရားဝင်နေသေးတာပါမီနာကနန်တုကိုမယုံရင်သူမကိုမယုံသလိုပဲဆိုပြီးပြောလိုက်တော့မှမိကန်တစ်တာရှိရာကိုခေါ်သွားပါတော့တယ်အခန်းထဲရောက်တော့နန်တုကတစ်တာကိုငကြက်နဲ့ထောက်ကြည့်ပြီးလက်တော်နဲ့ချိတ်ဆက်ကဟက်ကင်းလုပ်ပါတယ်မရတဲ့ကမှန်ဘလူးနဲ့တဲလုံစားရှာပြီးဖြွင့်ဖို့စ조사ပြန်ပါတယ်ဒါပေမဲ့နောက်ဆုံးမှလက်လျှော့လိုက်ရပြီးတော့ဒီတစ်တာကအရန်ကိုရှေးကျလွန်းတာကြောင့်မူရင်းတော့မှမရှိရင်နတ်ဖျားလဲဖြွင့်လို့မရနိုင်တဲ့အကြောင်းပြောပြကပြန်သွားခဲ့ရပါတယ် မီနာကတော့နန်ဒူကသူ့တို့ရဲ့အစီအစဉ်အတိုင်းတစ်တာကိုဖွင့်မရတဲ့အကြောင်းလိန်ပြောခဲ့တယ်လို့ထင်နေတာပါဒါပေမဲ့နန်ဒူကသူ့လိုကျွမ်းကျင်တဲ့ဖောက်ထွင်းဝိဇ္ဇာတောင်အမှန်တကယ်မဖွင့်နိုင်ကြောင်းဝန်ခံလိုက်ပါတယ်အဲ့ဒီနေ့ညမှာတော့မီဂန်တစ်တာရဲ့နောက်ွယ်ကလျှို့ဝှက်ချက်ကြီးကိုတွေ့ရပါတော့တယ်ဂျီဘီဟာမြေအောက်ခန်းထဲမှာချုပ်ထားတဲ့ခြံဒရာစီကိုသွားခဲ့ပြီးတော့ဘယ်မှာလဲဆိုတာရိုက်စစ်ပါတော့တယ်နောက်တော့အတင်းယုံကန်ကြရာကခြံဒရာစီကနေတော့တချောင်းထွက်ကြလာခဲ့ပါတယ်တော့မြင်ပြီးအပျော်လွန်သွားတဲ့ဂျီဘီဟာ အပြန်လမ်းမှာခွေးလေးတစ်ကောင်ကိုတောင်တက်ကြိတ်သွားခဲ့တာပါအိမ်ပြန်ရောက်တော့မိခင်တစ်တာကိုဖွင့်ဖို့လုံနေစင်မှာပဲအိမ်ရှိကဘဲတီးတဲ့အဆက်မပြတ်ထွက်လာတာကြောင့်အရင်သွားကြည့်လိုက်ပါတယ်အိမ်ရှိမှာစောင့်နေတာကရဲတွေဖြစ်နေပြီး JP လမ်းမှာတက်ကြိတ်ခဲ့တဲ့ခွေးတက်မှုနဲ့လာဖမ်းတာပါ JP ကခွေးလေးသေးတာပဲဘာအရေးကြီးလဲချက်ချင်းရော်ကြီးပေးမယ်လို့ပြောပါတယ်ဒါပေမဲ့အရာရှိက JP တက်ခဲ့တဲ့ခွေးဟာကာမာလာရဲ့ခွေးဖြစ်ကြောင်းကာမာလာဆိုတာကလေခွေးအခွင့်ရေးလှုပ်ရှားသူနာမည်ကြီးအမျိုးသမီးဖြစ်ကြောင်း သူမရဲ့နောက်မှာခွေးချစ်သူပြိတက်ကြီးကဝင်းရံနေတာကြောင့်ဝင်ကြီးကအစဖြုံရတဲ့သူဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ JP လည်းညင်းလို့မရတဲ့အဆုံးအိမ်ထဲကိုပြန်ဝင်ပြီးမိခံတစ်တာတော့ကိုငါးကန်ထဲမှာထည့်ဖွက်လိုက်ကရဲတွေနဲ့လိုက်သွားခဲ့ရပါတော့တယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲ JP ရှိနေကအာမခံနဲ့ပြန်ထုတ်လာပေးခဲ့ပြီးအထုထောင်ခံလာရတာကြောင့်ဆေးတောင့်နေရပါတယ်။ညပိုင်းမှာတော့ JP လည်းတစ်တာတော့ကိုယူဖို့လုပ်နေတော့ရဲတွေရောက်လာကြပြန်ပါတယ်။အရာရှိကဘာမှပြန်မမေးနဲ့စခန်းရောက်မှရှင်းဆိုပြီး ဟိုးနိုင်ငံကပေါ်ကားတွေတဲကအတိုင်းပြောပါတယ်တကယ်တော့ကာမာလာကသူ့ခွေးကိုတတ်ပြီးနေတဝက်နဲ့လွတ်သွားလို့မကြေနပ်တာကြောင့်ပြန်ဖမ်းခိုင်းတာပါစခန်းမှာ GP နဲ့ကာမာလာတို့စကားများကြပြီးဆွဲလာရန်လာတွေဖြစ်ကုန်ပါတယ်အဲ့ဒီနောက်ကာမာလာကအရာရှိကိုသူ့ကျမကိုအားလုံးရှိမှမရင်ချင်းမို့ကြံစီနေတယ်အရာရှိကြီးတွေ့တယ်မဟုတ်လားဆိုပြီးပြောပါတော့တယ်အရာရှိလည်းသဘောပေါက်ပါပြီမမလေးဆိုက JP ကိုအချုပ်ထဲဖမ်းထည့်လိုက်ပါတော့တယ်တဖက်မှာမီနာအမေကသတင်းစာတွေကတခုခုကိုမြင်မိပြီးစိတ်ထိခိုက်သွားပါတယ် မိနာကမေးကြည့်တော့ဒီစံအိမ်ကြီးကိုသမီးကအမွေဆက်ခံရမှာဆိုပြီးစံအိမ်ပုံကိုပြလိုက်ပါတယ်။မိနာကြည့်လိုက်တော့အဲ့ဒါက JP ရဲ့အိမ်ကြီးပဲဖြစ်နေခဲ့တာပါ။မိခင်ဖြစ်သူကအတိတ်ကဖြစ်ရတွေကိုပြန်ပြောပြပါတယ်။စံအိမ်ကိုမိနာရဲ့အဖေချန္ဒရာကပိုင်ဆိုင်ခဲ့တာဖြစ်ပြီးတပည့်ဖြစ်တဲ့ JP နဲ့ရှေ့နေတို့ကချန္ဒရာစည်းစိမ်တွေကိုလောဘတက်ခဲ့ကြောင်းဒီလိုနဲ့ဆင်ကြံကြံနေခဲ့ကြပြီးဒီနေ့မှတော့တမိသားစုလုံးကိုတတ်ဖြတ်ဖို့လှုပ်တာကြောင်းမိခင်ဖြစ်သူကမိနာကိုခေါ်ပြီးထွက်ပြေးလာရကြောင်း ချန္ဒရာနဲ့လည်းလူချင်းကွဲသွားပြီးလုံးဝပြန်ရှာမတွေ့ကြောင်းတွေကိုပြောပြခဲ့ပါတယ်။မိနာကဒါတွေကိုအခုမှဘာလို့ပြောပြရတာလဲလို့မေးတော့ဒီအကြောင်းတွေပေါ်ကုန်ရင်လူမိုက်တွေကလိုက်တက်မှာဆိုတာကြောင့်ဖုံးဖိထားခဲ့ကြောင်းနဲ့အခုတော့သမီးလည်းအရွယ်ရောက်လာပြီမို့တီထားတင့်ပြီဆိုပြီးပြောခဲ့ပါတော့တယ်။နောက်နေ့မှာမိနာတယောက်အထုပ်အပိုးတွေနဲ့အိမ်ကြီးတဲကိုဝင်သွားခဲ့ပြီးသူမရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ဒီအိမ်ကြီးကိုပြန်ယူဖို့ဆုံးဖြတ်ထားလိုက်ပါပြီ။ JP သားနှစ်ကောင်နဲ့တွေ့တဲ့အခါမှာ အိမ်ရှင်ကအိမ်လာခမပေးနိုင်လို့မောင်းချပြစ်လိုက်ကြောင်းဒါကြောင့်ဒီအိမ်မှာခဏနေလို့ရမလားဆိုပြီးမေးလိုက်ပါတယ်။ဖွန်ကြောင်ချင်းနဲ့နှကောင်ကလည်းနေချင်းတသက်လုံးနေဆိုပြီးပြောခဲ့တာပါ။တစ်ဖက်မှာတော့နန်ဒူတို့နှကောင်သားလင်းတို့မာယာရဲ့အိမ်ရှိမှာအမလီဖြစ်မှဖြစ်ရလိမ့်ချင်းဆိုပြီးအဖိုးကြီးတေသွားသလိုမျိုးငိုချင်းချနေပါတယ်။လင်းတို့ကြီးထွက်လာပြီးနမိတ်မရှိနမမရှိတွေဘာတွေအော်နေကြတာလဲဆိုပြီးပြောတော့နန်ဒူကသူ့ကောင်မလေးကပြောင်းလဲသွားတဲ့အကြောင်းအချိန်ပြည့်စမ်းအိမ်တွေကမိခင်တစ်တာအနားမှာပဲကတ်နေကြောင်းတွေပြောပြပါတယ် လင်းတို့မာယာကလည်းချက်ချင်းဆိုသလိုဟယ်လိုဟယ်လိုကောင်းကင်လားကင်းကောင်လားဆိုပြီးဂါထာရုပ်ပြီးအာယုံခံလိုက်ပါတယ်နောက်တော့ဂျေနဲ့ဇော်နဲ့ဒီကိစ္စနဲ့ပတ်သက်လို့အောင်မြင်မှုအကြီးကြီးရအောင်ဆရာကိုယ်တိုင်ဆောင်ရွက်ပေးမယ်ဆိုပြီးပြောလိုက်ပါတော့တယ်နောက်နေ့မနက်မှာလင်းတို့မာယာကြီးဟာဂျေပီအိမ်ကိုကြွချီတော်မူလာပါတယ်ပြီးတော့ခတ်တီတီနဲ့ဒီအိမ်မှာအစိုးအညံ့တွေကိန်းနေကြောင်းအိမ်ပိုင်ရှင်ကိုချုံနှောင်ချင်းတွေဖြစ်စီကြောင်းဟောလိုက်ပါတယ်ဂျေပီကလည်းထောင်ထဲရောက်နေတာနဲ့တိုက်ဆိုင်သွားတာကြောင့်အားလုံးသူ့ကိုယုံကြည်သွားကြပါတယ် အဲ့ဒီနောက်တံပရာသည်တလုံးတောင်းကပေါင်ချားမှညှက်လိုက်ပြီးအဒိဋ္ဌံနဲ့ပြစ်လွတ်လိုက်တော့မိခံတစ်တာရှိတဲ့အခန်းရှိမှာသွားကြပါတယ်ပြီးတော့အဲ့ဒီမိခံတစ်တာကိုသွားကြည့်လိုက်ပြီးအထဲမှာရွှေငွေရတနာတွေရှိမှတေချာတဲ့အကြောင်းနဲ့ဒီကလေးမမီနာဟာအဲ့ဒီစည်းစိမ်တွေနဲ့ထိုက်တန်တဲ့သူဖြစ်ကြောင်းဟောချလိုက်ပါတယ်ပြီးတော့ဒီအိမ်ကြီးမှာအကျွေးဒုက္ခတွေများစွာရှိနေတာကိုလည်းသိတဲ့အကြောင်းမှပြောလိုက်တဲ့အခါဒါဆိုရင်မိခံတစ်တာဖွင့်တဲ့နီရောပြောနိုင်မလားဆိုပြီးမေးပါတော့တယ်လင်းတို့မာယာကြီးကဒီတစ်တာကြီးကိုဖွင့်လိုက်ရင် ဒုက္ခတွေအလုံးပြေပြောက်သွားမှာဖြစ်ပြီးဒီလိုဖွင့်နိုင်ဖို့အတွက်ဆိုရင်တော့ပူဇော်ပွဲတစ်ခုလုပ်ရမယ်ဆိုပြီးပြောခဲ့ပါတော့တယ်။အမှန်တကယ်တော့လင်းတို့မာယာကြီးတည်ထားတဲ့အချက်တွေဟာနန်ဒူကသူ့ကိုပြောပြထားတာတွေပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့ရှေးနေကြီးကမီနာကိုဆွဲလန်းလွန်ပြီးသတင်းတင်ဆက်သူကိုတောင်မီနာဖြစ်နေမြင်နေမိပါတယ်။အဲ့ဒီချိန်မှာပဲမီနာဖုန်းဆက်လာခဲ့ပြီး JP ကိုထုတ်ပေးဖို့ပြောတာကြောင့်သူလည်းရဲစခန်းကိုသွားခဲ့ပါတယ်။ဒါပေမဲ့စခန်းကိုရောက်တော့ JP ကိုတရိတ်ဆန်ခုဆရာဝန်စီခေါ်သွားကြကြောင်းရဲမေတူကပြောပါတယ် သူတို့လည်းနားမလည်နိုင်စွာနဲ့အဲ့ဒီတိဆေးကန်းကိုလိုက်သွားကြတော့ JB တယောက်ခွေးရီချိုးပေးနေရတာပါရှေးနေက ခနာလေးတီးခံပေးဖို့နဲ့အမြန်ဆုံးဒီနေရာက ထုတ်ပေးမယ်ဆိုပြီးသူ့ကိုအားပေးစကားပြောပါတယ် JB ကသူ့သားအကြီးကောင်ရဲ့အနာကိုကပ်ပြီးသူပြန်လွတ်မလာခင်အထိငါးကန်းကိုတေချာစောင့်ရှောက်ထားဆိုပြီးကြိတ်ပြီးမှားလိုက်ပါတယ်အဲ့ဒီနောက်မှာတိဆေးယာဝန်က ခွေးတွေကိုကိုချင်းစာတက်အောင်ဒီညခွေးတွေနဲ့အတူတူအိပ်ရမယ်ဆိုပြီးပြောလိုက်ပါတော့တယ်မီနာကတော့ JP နဲ့မန်တာတို့ သူတို့မိသားစုပေါ်ရုံမာခဲ့တာကိုတတ်တည်နဲ့တကွပြန်ဖော်ထုတ်ဖို့ကြံစီနေပါတယ်။နောက်နေ့မှာတော့လင်းတို့မာယာကသူတို့စမ်းအိမ်မှာပူဇော်ပွဲလာလုပ်ပြီးပါတယ်။ဂျေပိတာအကြီးကောင်ကအဖေကဘာလို့ငါးကန်ကိုတေချာစောင့်ရှောက်ခိုင်းတာလဲဆိုပြီးတွေးနေပါတယ်။အဲ့ဒီချိန်မှာနန်တူရောက်လာခဲ့ပြီးကန်ထဲကငါးတွေကိုကြော်စားလို့ရမလားဆိုပြီးပြောရင်းဆိုရင်းကန်ထဲကိုနှိုက်လိုက်တဲ့အခါဂျေပိဖွက်ထားတဲ့တော့ဘူးကိုကင်မိသွားပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲမီနာရောက်လာတာကြောင့်ပြန်လှုပ်ချလိုက်ပြီးသူမရဲ့အနာကိုသွားလိုက်ပါတယ်။ မီနာကတော့နန်ဒူနဲ့တွေ့เสียဘာအကြောင်းမှမရှိတာကြောင့်ခုလဲမလာနဲ့နောင်လဲမလာနဲ့ဆိုပြီးမောင်းထုတ်ပါတယ်။ငါးကန်အနာကအကြီးကောင်ကတော့ကန်ထဲကတော့ကိုတွေ့သွားပြီးဝမ်းသာအားရနဲ့အိမ်ပေါ်ထက်ကိုတက်သွားခဲ့ပါတယ်။မီနာကလည်းဒါကိုလှမ်းမြင်လိုက်မိတာပါ။အပေါ်ထက်ကိုရောက်တော့တစ်တာရှိမှလင်းတို့မာယာကြီးကပူဇော်ပွဲလုပ်နေတာကြောင့်တော့ကိုအယုတ်ကလေးထဲမှာထည့်ဖွက်ထားလိုက်ပါတယ်။ဒါပေမဲ့သူလည်းထွက်သွားရောစောင့်ကြည့်နေတဲ့မီနာကတော့ကိုယူထားလိုက်ပါတော့တယ်။အဲ့ဒီချိန်မှာပဲမန်တာကဖုန်းဆက်လာခဲ့ပြီး ်ဂျေပီအမှုအကြောင်းဆွေးနွေးစရာရှိတယ်ဆိုပြီးသူ့အိမ်ကိုလာခဲ့ဖို့ပြောပါတယ်။အမှန်တော့မန်ဒါကအရက်ထဲမှာဆေးခတ်ပြီးမီနာကိုတနာယူဖို့ကြံထားတာပါ။ဒါပေမဲ့မီနာရောက်လာပြီးတော့တိတ်မကြာခင်မှာပဲမန်ဒါမိမပြန်ရောက်လာတာကြောင့်မီနာကိုဆိုဖာအနောက်မှာဝင်ပုန်းခိုင်းပါတော့တယ်။မန်ဒါမိမအခန်းထဲကိုရောက်လာတော့ဆေးခတ်ထားတဲ့အရက်ခွက်ကိုယူမော့လိုက်ပါတယ်။ဖြစ်ချင်းတော့မီနာဆွဲကြိုးကပြုတ်ကြနေခဲ့ပြီးမန္ဒမိမကသူ့ယောက်ျားသူ့အတွက် surprise လုပ်တယ်ထင်ကယူထားလိုက်ပါတော့တယ် နောက်တော့ဆေးစွမ်းပြလာပြီးတော့မန္ဒကိုခန်းထဲမှာနဘန်းလုံးပါတော့တယ်။မိနာအိမ်ပြန်ရောက်မှဆွဲကြိုးပြုတ်ကျနေခဲ့တာကိုသိလိုက်ရပြီးမန္ဒစီကိုဖုန်းဆက်မိပါတယ်။မန္ဒကဆွဲကြိုးကိုသူ့မိမကောက်ရသွားကြောင်းနဲ့မကြခင်မှာသူပြန်ယူလာပေးမယ်ဆိုပြီးဂရိပေးလိုက်ပါတယ်။အချုပ်တဲက JP ကတော့တာတာရရနဲ့အနှိတ်ခံပြီးဇိန်နဲ့နှက်နေပါတယ်။ရဲအရာရှိကမင်းကိုမင်းဘန်ကောက်ကမာဇက်ရောက်နေတယ်ထင်လား။အချိုးပြပြနေစမ်းဆိုပြီးကြိမ်မောင်းသွားပါတယ်။ တစ်ဖက်မှာတော့မန္တာကအကြံစိုးကြီးနဲ့မီနာကိုဆွဲကြိုးပြန်ပေးမယ်ဆိုပြီးတနရာမှာချိန်လိုက်ပြန်ပါတယ်မီနာရောက်လာတော့ဧကမ်းမှာထိုင်ခိုင်းထားပြီးတော့သူကတော့အချိုရည်သွားယူရင်းနဲ့ဆေးခတ်ထဲလိုက်ပါတယ်သူမသိလိုက်တာကမီနာကလည်းသူ့အရက်ထဲမှာ အမှန်ပြောဆေးတွေခတ်လိုက်တယ်ဆိုတာပါနောက်တော့မန္တာကမီနာဆွဲကြိုးလေးကိုပြန်ပေးလိုက်ပြီးတော့ဆေးအစွမ်းနဲ့အမှန်တရားတွေကိုထုတ်ပြောနေပါတော့တယ် JP ဟာတစ်ချိန်ကအဲ့ဒီဆန်အိမ်ရဲ့အလုပ်သမားဖြစ်ပြီးအဲ့ဒီကလေးကမိကန်တက်တာကိုအပိုင်စည်းဖို့စူးစမ်းနေခဲ့ကြောင်းကိုပြောပြပါတယ် ပြီးတော့အိမ်အကူဖြစ်တဲ့ဗြဟ္မာကလည်းသူ့ရဲ့လူရင်းတယောက်ဖြစ်ကြောင်းသူတို့ဟာ JP မသိအောင်မိခင်တက်တာကိုဖွင့်ဖို့စ조사ခဲ့ဖူးပေမဲ့မအောင်မြင်ခဲ့ကြောင်းနောက်ဆုံးမှာသူနဲ့ JP တို့ပေါင်းပြီးတော့ချန္ဒရမိသားစုကိုလုတ်ကြံကာအိမ်ကိုအပိုင်စီးခဲ့ကြောင်းတွေကိုပါပြောပြခဲ့ပါတယ်တကယ်တော့မီနာကသူ့လက်ကင်အိတ်ကပြုတ်ဝက်ကင်မရာနဲ့အဲ့ဓာတွေအားလုံးကိုခိုးရိုက်ထားတာပါ နောက်တော့မီရာကအိမ်ပိုင်ရှင်ချန္ဒရာကဘယ်ရောက်သွားတာလဲဆိုပြီးမေးတော့ချန္ဒရာကအသက်ရှင်နေကြောင်းနဲ့တနည်းအားမ JP ကဖမ်းချုပ်ထားကြောင်းတွေသိလိုက်ရပါတော့တယ် အဲ့ဒီနောက်မှာတော့မီရာနဲ့အချိုးရီတွေတောက်ချလိုက်တာကြောင့်ဆေးမိပြီးမလှုပ်နိုင်ဖြစ်သွားရပါတယ်။မန်တာကအိတ်ခမ်းထဲခေါ်သွားပြီးခဝေးဆက်ခင်းတော့မဲ့ချိန်မှာပဲနန်ဒူထွက်လာပြီးရိုက်လှဲလိုက်ပါတော့တယ်။အဲ့ဒီနောက်မီရာကိုသူ့ကိုယ်တိုင်အိမ်ပြန်ပို့ပေးလိုက်ပါတယ်။နောက်နေ့မှာအမေဖြစ်သူဖုန်းဆက်ခေါ်တာကြောင့်မီရာသူ့အမေအိမ်ကိုပြန်လာခဲ့ပါတယ်။အမေကအိမ်ကိုတိတ်မပြန်လာတာကြောင့်ဘာတွေမဟုတ်တာလုပ်နေတာလဲဆိုပြီးမေးတဲ့အခါမီရာကယုံအလုပ်တွေများနေလို့ပါဆိုပြီးပြောပါတယ်။ဒါပေမဲ့ငယ်ရာကကြီးလာတဲ့အမေက မီရာလိန်နေတယ်လို့ခံစားရတာကြောင့်အမှန်တိုင်းပြောခိုင်းပါတယ်။မီရာကလည်းဆက်ပြီးမလိန်ချင်တော့တာကြောင့်အမေရဲ့ဆန်အိမ်အဟောင်းမှာ JP ရဲ့လက်ထောက်အဖြစ်အလုပ်ဝင်နေကြောင်းပြောပြလိုက်ပါတော့တယ်။မိခင်ဖြစ်သူကအမှန်တရားကိုသိသွားရင်သူတို့ဝိုင်းတက်ကြလိမ့်မယ်။ဘာကြောင့်အန်ဒီရဲ့တော့တဲ့ကိုတိုးချင်ရတာလဲလို့မေးပါတယ်။မီရာကတော့သူတရားမျှတမှုကိုပြန်ယူมาဖြစ်ပြီးမကြခင်မှာ JP ရုံးတက်တဲ့အခါအမှန်တရားတွေကိုတတ်သိထွက်ဆိုမဲ့အကြောင်းပြောလိုက်ပါတော့တယ်။ JPC ကိုရှေ့နေမန္တာရောက်လာတော့ JP ကသူ့ကိုအာမခံနဲ့လှုပ်ပေးမှလားဆိုပြီးမေးပါတယ်။မန္တာကအမှုကနည်းနည်းကြီးလာကြအောင်တရားရုံအထိရောက်မှဖြစ်တဲ့အကြောင်းဒါပေမဲ့မစိုးရိမ်ဖို့နဲ့မီနာကရုံးတော်မှာတက်တည်ထွက်ဆိုပေးမယ်ဆိုပြီးပြောပြလိုက်ပါတယ်။ဒီလိုနဲ့ဘုံဆိုတရားရုံကိုရောက်ပါပြီ။တကယ်လို့ရှင်းနေကဘယ်နှရက်နေဘယ်နလပိုင်းတုန်းက JP ဟာမူးယစ်စေဝါတုံးပြီးကားမောင်းတာကြောင့်ကာမလာရဲ့ခွေးကိုတိုက်တက်မိခဲ့ကြောင်းဒါပြင်ကာမလာကိုပါမရင်ကျင့်ဖို့စူးစမ်းခဲ့ပြီးမအောင်မြင်တာကြောင့်ကားမောင်းထွက်ပြေးသွားခဲ့ကြောင်းတရားသူကြီးကိုတင်ပြပါတယ်။ အဲဒီနောက်မန္တာကဆွဲချက်တွေအားလုံးကိုညင်းဆူလိုက်ပြီးတရလုံကာမလာကိုမေးမြန်းစစ်ဆေးခွင့်တောင်းပါတယ်ကာမလာရောက်လာတဲ့အခါကားနဲ့တိုက်သွားတဲ့သူဟာ GB ဖြစ်တဲ့အကြောင်းဘာနဲ့တက်တည်ပြမှာလဲလို့မေးလိုက်ပါတယ်ကာမလာကသူ့မျက်လုံးနဲ့တက်အပ်မြင်ခဲ့ကြောင်းပြောပေမဲ့မန္တာကတလောက်နဲ့မလုံလောက်ဘူးဆိုပြီးပြောပါတယ်အဲဒီနောက် GB ကဒီအမှုကိုမကျူးလွန်ခဲ့ကြောင်းတက်တည်ပြဖို့အတွက်တရခံဘက်ကတက်တည်ထွက်ဆိုမဲ့မီနာကိုဆင့်ခေါ်လိုက်ပါတယ်မီနာရောက်လာတဲ့အခါမန္တာကအခင်းဖြစ်တဲ့နေ့က GB ဘယ်မှာရှိနေလဲလို့မေးလိုက်ပါတယ် ်ဂျေပီကတော့ကောင်မလေးကသူ့ဘက်ကတက်တည်လိုက်ပြီးလို့ဆိုပြီးပြုံးဖြီးနေပါတယ်ဒါပေမဲ့မီနာကအဲ့ဒီနေ့ကဂျေပီနဲ့သူမကားပေါ်မှာအတူရှိနေပြီးဂျေပီကမူမူနဲ့ကားမောင်းရာကကာမလာရဲ့ခွေးကိုတက်ကျိတ်မိလိုက်ကြောင်းပြောချလိုက်တာပါတဆက်တဲ့ဂျေပီနဲ့မန်ဒါတို့ပူးပေါင်းပြီးကျူးလွန်ထားတဲ့အခြားအမှုတစ်ခုရှိနေသေးကြောင်းပြောပြီးကင်မရာမှတ်တမ်းဖိုင်ကိုတရားသူကြီးစီပေးလိုက်ပါတယ်တရားသူကြီးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အရင်နေ့ကမန်ဒါပြောထားသမျှချန္ဒရမိသားစုကိုလှုပ်ကြံပြီး န်အိမ်ကိုအပိုင်စီးထားမှုကြီးဟာပေါ်သွားပါတော့တယ်။ပြီးတော့မီနာက အမှန်တော့ချန္ဒရာဆိုတာသူမရဲ့ဖခင်အရင်ပဲဖြစ်ကြောင်းမှပြောချလိုက်ပါတယ်။အဲ့ဒီခါမှာမန္တာကမျက်နှာပြောင်တိုက်ပြီးဒီအတွက်ဘာတက်တည်ပြရစရာရှိလို့လဲဆိုပြီးမေးပါသေးတယ်။အဲ့ဒီအချိန်မှာပဲနန်ဒုရဲ့အတန်ကိုကြားလိုက်ရပြီးသူ့အနောက်မှာတော့ချန္ဒရာကိုယ်တိုင်ပါလာခဲ့ပါတော့တယ်။မနေ့ညကနန်ဒုဖောင်ထွင်းရေးလှုပ်ဖို့လိုက်သွားနေတော့အခန်းတစ်ခုတွေ့တာနဲ့ဝက်ဥလှဲ့နဲ့တော့ဖြုတ်ပြီးဝင်သွားပါတယ်။အထဲရောက်တော့ချန္ဒရာကိုတွေ့လိုက်ရတာကြောင့် ပလျာနဲ့တန်ကျိုးတွေဖြုတ်ပြီးကဲထုတ်လာခဲ့တာပါချန်ဒရာကတကယ်တော့ GP ကသူ့ရဲ့ခြံဆောင်အလုပ်သမားဖြစ်ပြီးမန္တာကတော့ဥပဒေအကြံပေးဖြစ်ကြောင်းသူတို့နှစ်ကောင်ပူးပေါင်းပြီးသူ့မိသားစုကိုတတ်ဖို့ကြိုးစားကစံအိမ်ကြီးကိုအပိုင်စီးခဲ့ကြောင်းသူ့ကိုလည်းမြေအောက်ခန်းထဲမှာနှစ်ပေါင်း20တိုင်တိုင်ပိတ်လောင်ထားခဲ့ကြောင်းတွေကိုဖွင့်ချလိုက်ပါတော့တဲ့ချောင်ပြေးလို့မရတော့တဲ့ GP လဲရဲစီကတနက်ကိုလူကပြစ်ချလိုက်မယ်နော်မထီတထီပြစ်မယ်နော်ထီအောင်ပြစ်မယ်နော်တွေချင်းထောက်ကတရားရုံးတွေကထွက်ပြေးသွားခဲ့ပါတယ် နောက်တော့မိသားစုပေါင်းစည်းခန်းလေးကိုတည်နူးစရာတစ်ဖက်မြင်ကြရပါတယ်။မိနာကမိခင်တစ်တာတော့ကသူမမှာရှိတဲ့အကြောင်းပြောကဆွဲကြိုလော့ကက်သီးလေးကိုဖြွင့်လိုက်ပေမဲ့တော့ကပျောက်သွားခဲ့ပါပြီ။ JP တို့သားအဖတွေကစမ်းအိမ်ကိုပြန်ရောက်လာကြပြီး JP ကငားကန်ထဲမှာသူ့ဖွက်ထားတဲ့တော့ကိုလိုက်ရှာပါတယ်။အကြီးကောင်ကတော့ကိုသူနေရာပြောင်းထားကြောင်းပြောကအပေါ်ထက်ကအယုတ်လေးစီမှာသွားနိုင်ပါတယ်။အဲ့ဒီကနေမတွေ့တော့အခန်းထဲကမိခင်တစ်တာစီကိုလာကြည့်တဲ့အခါမှာတစ်တာကပွင့်နေပြီးအထဲမှာလည်းဗလာနဲ့ထိဖြစ်နေခဲ့ပါပြီ။ JP လည်းတခုခုကိုအတွေးပေါက်သွားပြီးသူတယောက်တည်းကားမောင်းထွက်သွားပါတယ်။ဒါပေမဲ့လမ်းမှာကားပြတ်သွားတာကြောင့်အချိန်ကြိုက်ဖြတ်လာတဲ့လင်းတို့မာယာကြီးရဲ့ကားကိုတနတ်ထောက်ပြီးတားလိုက်ပါတယ်။ JP အဲ့ဒီကားနဲ့ထွက်သွားတာကိုအိမ်ကိုပြန်လာတဲ့မီနာကလှမ်းတွေ့လိုက်ပြီးနန်တုကိုအဲ့ဒီကားအနောက်ကိုလိုက်ခိုင်းပါတော့တယ်။ JP ရဲ့သားနှစ်ယောက်ကလည်းဆိုင်ကယ်တစ်စီးနဲ့လိုက်လာနေကြသလိုအရာရှိနဲ့ကာမာလာတို့ကလည်းရေကားနဲ့လိုက်လာနေကြပါတယ်။ကားပေါ်က GB ကအာလုံးရဲ့လက်ထဲကနေလွတ်တဲ့နေရာကိုဝင်ဖို့ပြောလိုက်တဲ့အခါမှာ တို့လည်း KTV တခုတည်းကိုရောက်သွားကြပြီးမြူးကြွားတဲ့ဂီတတန်တွေကြားဒွန့်နေကြပါတော့တယ်။ဒွန့်နေကြရင်နဲ့ဘေဒင်ဆရာကြီးလင်းတို့မာယာစီကမိခင်တက်တာတော်ကြီးပြုတ်ကျလာတာပါ။နန်ဒူကတော့ကိုကောက်ယူလိုက်ပြီးတော့ဘေဒင်ဆရာလင်းတို့မာယာက မလိန်စားပဲဘာလို့ခိုးစားနေရတာလဲဆိုပြီးပြဿနာရှာပါတော့တယ်။လင်းတို့မာယာကအလုံးတရားယုံရောက်နေတဲ့အချိန်မှာမိခင်တက်တာကြီးကိုဖွင့်ခဲ့တာဖြစ်ပြီးအထဲမှာတော့စီးစိမ်ဥစ္စာတွေအပြည့်ရှိနေခဲ့တာပါ။လင်းတို့မာယာလည်းအပျော်ကြီးပျော်ပြီး ရွှေဒုတ်ကြီးကိုခေါင်းပေါ်ရွက်ကအကုန်လုံးကိုမလာခဲ့ကြောင်းပြောပြလိုက်ပါတယ်။မိနာကတော့ကိုသူမတိန်ထားတာဖြစ်ပြီးဘယ်လိုလုပ်လင်းတို့မာယာစီရောက်သွားတာလဲလို့မေးပါတယ်။အမှန်တော့မီရာအယုတ်ထဲကနေတော့ကိုပြန်ယူလိုက်ချိန်မှာလင်းတို့မာယာကတွေ့သွားခဲ့တာပါ။ပြီးတော့မီနာအိပ်ပျော်နေချိန်မှာတော့ကိုပြန်ခိုးလိုက်တာပဲဖြစ်ပါတယ်။ဒါနဲ့အခုအဲ့ဒီယရနာတွေဘယ်မှာဖွက်ထားလဲလို့မေးလိုက်ချိန်မှာပဲလင်းတို့မာယာရဲ့အပေါင်းပါတွေကအထောက်ကိုမပြီးလစ်ပြေးဖို့ထွက်လာကြပါတော့တယ်။ အဲ့ဒီနောက်မှာတော့ပစ္စည်းထုတ်ကြီးကိုယုတ်တိမတန်တဲ့ပြားကွက်တွေနဲ့လှုပ်ပြနေကြတာမိနစ်တော်တော်ကြာပါတယ်။ဘယ်လိုမှကြည်မကောင်းတာမို့အတူချုံပြောရရင်တော့နောက်ဆုံးမှရဲတွေရောက်လာပြီးရုပ်ရှင်လည်းအဲ့ဒီမှာပဲဇက်သိမ်းသွားခဲ့ပါတော့တယ်။တကယ်ပါရိုက်တာကရုပ်ရှင်ကိုဒီလိုပဲဇက်သိမ်းသွားခဲ့ပါတယ်။ပြောရရင်ဒီရုပ်ရှင်ကမကြည့်ခင်တည်သွားရမယ့်အမျိုးအစားဖြစ်တာမို့ဒီရီကတ်ကိုကြည့်ပြီးရင်စကားနာမည်ကိုတေချာမှတ်ပြီးနောက်ခါမကြည့်မိစေဖို့တတိပြုရမှာဖြစ်ပါကြောင်းခမညာ။ ဟုတ်ကဲ့ပါအဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်အရောက်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွတိုင်းပြည်နဲ့လူသားမျိုးနွယ်ကိုအစိမ့်မခတ်တက်တော်သူများအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ကတော့ရင်ဘတ်ကြီးနဲ့စီစဉ်တင်ဆက်သူဇေယျာဖေပဲဖြစ်ပါတယ်ခင်ဗျာ